ဆန်ကတင်းနဲ့ရှင်ထိုးဖို့ဂိမ်းပလန်အသုံးခုလောက်ဆွဲထားဖို့တော့လိုအပ်နေတယ်ဆိုပါရဲ့ချမ်းကော်မလေးတယောက်ကိုရီဇာစကားပြောဖို့အတွက်ချစ်တယ်နော် island view တွေလုံးတက်နေုံနဲ့မရတော့တဲ့ KG တဲမှာအခုချိန်ထိရှင်ထုံးနေဖြစ်တဲ့စာပေးစာယူနေစနစ်ကိုအသုံးပြုနေမယ်ဆိုရင်တော့ဒီတစ်သက်မိမရဖို့လမ်းမမြင်နဲ့တော့လိုပဲဆိုကြပါရင် ရှေးထုံးလည်းမပင်နဲ့ဈေးသုံးလည်းမကျွဲနဲ့ဆိုရဲဇေယောစကားရှိထားပေမဲ့ဒီလိုနေရာမျိုးမှာလက်နှင်းနဲ့ခွက်ဆေးသွားရမယ်ခင်ဗျရှေးထုံးနေပယ်တဲ့ရင်တော့ပယ်သွားရမှာပါပဲရှေးထုံးနေပယ်တက်သွားမယ်အထင်မှာခြေဆိုရဲရာတခုတဲတယ်မဟုတ်ပဲလက်ဝဲထိုးတဲ့နေရာမှာလည်းပယ်တက်စရာတွေရှိနေပါရင်အဲ့ဒါကတော့ရွေးရလက်ဝဲသမားတွေဟာမာကုံကိုအရင်ပြုပြီးလက်သေးထိုးချက်တွေကိုအဓိကအားပြုကစားတက်ကြတာပါရွေးရမှာတက်ကွက်ဆုံးနေဆိုပေမဲ့တရားတမျိုးမတူညီတဲ့အားနည်းချက်တွေကတော့ကိုစီရှိနေခဲ့ကြတာပါ ရိုးရာမှာတည်ပြီးမသိတာပဲမယ်ဝမ်းကိုရောက်သွားတဲ့အခါမှာတော့ရိုးရာသမားတွေစီမှာအားနည်းချက်တွေကိုစီထွက်ပေါ်လာခဲ့တာကိုမြင်တွေ့နေခဲ့ရတာပါရိုးရာသမားတွေဝမ်းမှာရှင်မြိုင်တဲ့အခါမတူညီတဲ့အချက်ကမာကုံလေးတွေကောင်းကြတာဖြစ်ပြီး အားနည်းချက်ကတော့တယောက်တစ်မျိုးမတူကြဘူးလို့ပဲဆိုချင်ပါတယ်ကျွန်တော်တို့တမတီဆိုလင်းဦးဆိုရင်မာကုံကောင်းတယ်လက်သီးပြင်းတယ်ဒါပေမဲ့အခြေခံချက်တွေကြတော့အားနည်းတယ်လို့ယူဆချင်ပါတယ်ယခုဒီတစ်ပတ်တောင်းကြလေးညမှာရှင်မြိုင်သွားမယ်စွာရီချန်းဆိုရင်လည်းအဲ့ဒီတိုင်းပါပဲလက်သီးထိုးချက်တွေကောင်းတာကိုမြင်တွေ့ထားခဲ့ရပေမဲ့အခြေခံချက်ကတော့အားနည်းနေသေးတယ်လို့မြင်မိတယ်လို့ပဲဆိုချင်ပါတယ်အခြေခံချက်ရောလက်သီးချက်ပါကောင်းတဲ့ရိုးရာလက်ဝဲသမားတယောက်တော့ရှိပါတယ်သူကတော့အခုနောက်ပိုင်းရှုံးပွဲတွေဆက်နေတဲ့တန်းစင်လို့ပဲပြောရမှာပါတန်းစင်ရဲ့အခြေခံချက်နဲ့လက်သီးချက်တွေဘလောက်ကောင်းလဲဆိုတာတာခဲတို့စူရီယန်လက်တို့နဲ့ပွဲစဉ်ကတက်တည်ပါပဲပြောရရင်တက်ပုံတက်ကွက်စုံတယ်လို့ဆိုရမှာ ဖြစ်ပြီးတန်းစင်သာတကယ်လို့ပြိုင်ဘက်ကိုပရိယေလေးတုံးပြီးချင်းကတ်တဲ့ရင်ဆူရီယန်လက်နဲ့ပွဲကရှုံးပွဲကြုံမှာမဟုတ်ပါဘူးတန်းစင်မှာအားနည်းချက်ကပြိုင်ဘက်ကဖိအားပေးရင်ပြရခက်ပြီးဘာလို့လို့လို့ရမယ်မသိတော့တာပါစူဝါရီချန်နဲ့ရှင်ပြန်ရမယ်ဆန်ကတိတ်ကလည်း တန်းစင်လိုဖိုက်တာပါသူကဘောင်စင်သမားပြီးပြီးလက်သေးအားကောင်းပေမဲ့သူ့ကိုဖိအားပေးလိုက်ရင်တော့ဆန်ကားတင်းလဲပြာရခတ်သွားတတ်ပါတယ်ဆန်ကားတစ်ကမွေထိုင်းရဲ့ကဘာကျော်ဖိုက်တာရောထန်ရဲ့ရောက်ဖားဖြစ်သလိုဘောင်စင်လောကရဲ့ထင်ရှားတဲ့ခြေဝင်စားမပါ၁၉ဝဲတီးတီးရှုံးဝဲမရှိထိုးသက်ထားနိုင်တဲ့ကစားမဖြစ်သလို WBA နဲ့ကပတ်များစွာရရှိထားတဲ့ချန်ပီယံဖိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်ဒါကြောင့်လဲဝမ်ကကြီးကြီးကြီးပေးပြီးတခါတည်းစာချုပ်ချုပ်ခေါ်ယူထားခဲ့တာပါနောက်ပြီးဒီပွဲကိုလည်းဝမ်ဘက်ကနေဆန်ကားတင်းအနိုင်ဆိုတဲ့သဘောမျိုးနဲ့တေးချာတွက်ချက်ထားခဲ့ကြပါပါဘာကြောင့်လဲဆိုတော့တာမန်ပွဲစဉ်တစ်ပွဲကိုအင်တာဗျူးတွေပါတယ်လို့ပြီးပွဲထုတ်ဖို့အတွက်ပြင်ဆင်ထားတဲ့အတွက် ောင်းပါပဲဆန်ကားတဲ့ကိုဘာကြောင့်ဆိုပါရေးချမ်းနဲ့ပွဲတည်ပေးလဲဆိုရင် မြန်မာပြည်သက်တွေကြောင်းပါပဲစူပါရီချမ်းရဲ့ပြီးခဲ့တဲ့ပွဲစဉ်ကစွမ်းဆောင်ရည်ကိုသဘောကျတဲ့အတွက်ကြောင့်လည်းပေါဝင်ပါရင်ဒါပေမဲ့တခြားဖိုင်တာတယောက်နဲ့ပွဲတည်ပေးကြည့်လိုက်ရှင်ပွဲကြည့်တဲ့ပြည်သက်တွေအင်အားကမြန်မာကစားမပါဝင်တဲ့ပြည်သက်အင်အားလောက်မရှိဘူးဆိုတာဝမ်ဘက်ကတီးထားခဲ့ပြီးဖြစ်ပါရင်စံကာတိကပေါင်းစင်သမားပြည်ပြည်လက်သီးနဲ့အရှောင်းဒိန်းစကေးပိုင်းတော်တော်မိုက်ပါရင်အဓိကအားသာချက်ကအားပါတဲ့ပင်လက်သီးနဲ့ဘညာဝိုက်လက်သီးတွေပါပဲအမြင့်ကန်ချက်တွေလည်းတော်တော်လေးကောင်းပါရင်အားနည်းချက်ကသွေးသင့်ဝင်လိုက်လို့ပဲတစ်ချက်တစ်ချက်ပေါင်းမိမမတင်တတ်ပါရင်လှုပ်ရှားမှုနည်းနဲ့ဒါပေမဲ့ဒီပွဲမှာစူပါရီချမ်းကိုအနိုင်ယူနိုင်ဖို့တေချာလေးပြင်ဆင်နေကြတာတွေ့ရပါရင်စူပါရီချမ်းအနေနဲ့စံကာတိကိုအနိုင် ရရှိဖို့ဆိုရင်အရေးကြီးဆုံးကကိပောင်စင်လက်အိတ်နဲ့စီးမြင့်ကိုကျွမ်းကျင်စွာနားလည်ပိုင်နိုင်အောင်လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။ ခြေကန်ချက် low kick high kick တွေအများကြီးလေးကျင့်လာဖို့လိုသလိုအကွာအဝေးထိန်းဆော့ဖို့လည်းလိုပါတယ်။ game plan ABC အစားရှိတဲ့ plan တစ်ခုခုနဲ့အဆင်မပြေတစ်ခုခုပြောင်းလဲထိုးသက်သွားဖို့လိုအပ်တယ်လို့ပဲဆိုလိုက်ပါရစေ။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျာ။နောက်ဗီဒီယိုတွေမှာလည်း MMA fighter များရဲ့အားကစားနဲ့ပတ်သက်တဲ့လက်ဝဲသတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လာရောက်ကြည့်ရှုကြဖို့လည်းဖိတ်ခေါ်လိုက်ပါရစေ။ကျွန်တော်တို့ရဲ့ page ကိုလည်း like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်ပေးသွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အစောနေ့ကြည့်ရှုပေးကြတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။